Okay, half x square uh, tangent inverse of x minus 1 over 2. အဲ့တော့ integral သူ့ကိုပြင်ယူမယ်ဆိုတော့ဆရာ x2 1 minus 1ဆိုပြီးဒီလိုကောက်ထည့်လိုက်မယ်။နော်အဲ့အောက်က1 x2 ကဆရာ x2 1လို့ဒီလိုလေးရေးလိုက်မယ် dx ပေါ့နော်။မင်္ဂလာပါဆရာရောပဲမှာဆရာဒီနေ့ developer မှာ grade 12 method of integration အခန်းကဒီ integration by parts ရဲ့အကြောင်းလေးကိုဆက်ရှင်းပြမယ်တွက်ပြမယ်ဒီ integration by parts ရဲ့နီလန်းပေါ့ function တွေကိုဆက် integrate လုပ်တဲ့နေရာမှာတချို့ function တွေကဒီနီလန်းကိုသုံးမှအဆင်ပြေတာရှိတယ်ဆိုတော့ဒီနီလန်းကိုလေ့လာရလွယ်ကူအောင်လို့အကြံပြန်အဖြစ်ဆရာအမျိုးအစားသုံးမျိုးခွဲထားတယ်ဆိုတော့အဲ့ဒါလေးဆရာအခုဒီမှာကြည့်အောင်နော်ဆိုတော့အာ uh, integration by parts လို့ဆရာပြောလိုက်ပြီဆိုလို့ရှိရင်ဘာကိုအရင်ဆုံးသွားတွေ့ရမလဲဆိုတော့ဒီ formula သွားတွေ့ရမယ်ဒီ formula ထွက်လာပုံထွက်လာနည်းရောဆရာဒီ formula မပြောတာဘူး ါတော့ဆီတီချာပြောရမယ့်ကိစ္စဖြစ်သွားလို့เนาะအဲသူက integral udv equals uv minus integral vdu အဲ့နေရာမှာဆီတော့ဘယ်ဟာကို u ထားမလဲဘယ်ဟာကို dv ထားမလဲဆိုတဲ့ကိစ္စရည်ရှိတယ်နော်တို့ကသူဘယ်ဟာကို u ထားပါဘယ်ဟာကို dv ထားပါဆိုပြီးတော့ problem မှာ instruction အတိအကျပါလာရင်တော့ကိုက no sweat ပေါ့ twin trouble ပေါ့နော်ဆိုတော့အကယ်၍အဲ့လိုမျိုးပါမလာခဲ့ဘူးဆိုရင်ဇေရောဘယ်လိုလုပ်မလဲ ဒါလေးတွေရှိရနော်ဒါ formula ဒီ formula ကတော့ integration by parts မှာတော့အလွတ်ရတာမျိုး formula တခုပေါ့ကောင်းပြီအဲ့တော့0ကဘယ်သူ့ကိုယူထားမလဲဆိုတဲ့ကိစ္စနော် iPhone တို့ဘာတို့ရဲ့အဲ iPhone ကိုမှတ်ထားလိုက်ပေါ့နော် i late ပေါ့ i late ကို i နဲ့ l နဲ့နေရာတောင်းလိုက်တော့ l i a d e lie h ဖြစ်သွားတာပေါ့နော်ဒါတော့အမျိုးမျိုးဖြစ်နိုင်တယ်အဲ့ဒီ i တို့ l တို့ဆိုတာဘာပြောရလဲဆိုတော့ i က inverse trigonometric functions ကိုပြောတာ အဲဒါပေမဲ့ဆရာတို့ဒီ grade 12မှာ inverse trigonometric functions တွေကို integrate လောက်တာတော့ဆရာမတွေ့ဘူး။ဒါပေမဲ့ပြောစရာရှိရဆရာတခုထည့်ပြောသွားတာပေါ့နော်။ logarithmic function ဆိုတာ L ကိုပြောတယ် algebraic function ဆိုတာက A trigonometric function ဆိုတာက T exponential function ဆိုတာက E တော့ D order တိုင်းပဲဆရာတို့နော်ဘယ်သူဥစားပေးပြီးတော့ယူထားမလဲဆိုတဲ့ဟာကြတော့နော် logarithmic နဲ့ inverse နဲ့နော် ပြီးတော့နောက်နောက်တစ်ခုကတော့ at 8 8a ကတော့ algebraic functions ပေါ့ export and do x plus 1 or square root of x တို့အစရှိတဲ့ဖြစ်အဲဒါ algebraic functions တွေ trigonometric functions တွေကရှင်းနေ sin cos sec square အစရှိတဲ့ဖြစ်ဒါပေါ့နောက်ဆုံးကတော့ exponential functions ကိုပြောတာ e is raised to the x 2 is raised to the x ဒါမျိုးတွေကိုပြောတာနော်အဲ့တော့နမူနာလေးပုံစံတက်လေးနဲ့ဆရာတို့ကြည့်ကြည့်ပို့ပြီးတော့ရှင်းသွားလိမ့်မယ်လို့မြင်တယ်နော် i late or lie 8 เนาะ i late or line 8เนาะအဲ့ဒါလေးမှတ်ထားရမယ်ဆိုတော့ဇေရောကဒီမှာ a logarithm or logarithmic functions or inverse trigonometric functions အမျိုးအစားနော်ဇေဘုဇာနှစ်ပုဒ်ဇေတဲရားတယ်ဆိုတော့အဲ့ဘုဇာနှစ်ပုဒ်ကိုဇေရောအရင်ဆုံးတွေ့ကြည့်အောင်เนาะဆိုတော့ဇေတော့လို့ကောင်းအောင်လို့ဇေ digital whiteboard လေးပေါ်မှာဇေတွေ့မယ် okay အဲ့တော့ဇေရောက အင်းတော့ကြတော့ဘာလုပ်မလဲဆိုတော့ LNX ပေါ့နော် LN ဆိုတော့ base E လို့ base E ကိုပြောတာဆိုတော့ရရှိသူနေနဲ့တည်ပြီးသားလို့ဆရာယူဆတယ်အဲ့တော့ဆရာတို့ဒါလေးစကြည့်အောင်နော်ဆိုတော့အာ LNX မှာဆရာနံပါတ်1လေးဆရာပုံစံလေးပြန်ကူးလိုက်မယ်နော် integral LNX DX ပေါ့ဟုတ်ပြီအဲ့တော့ဆရာတို့သူ့ကိုနော်ဒါ logarithmic or အာ the inverse trigonometric functions နော် ဲ့နှစ်ကောင်ဆရာတော့ယူထားမှာဦးစားပေးပြီးယူထားမှာယူထားမှာဆိုဆရာတော့ let နော် u equals နော် lnx ပေါ့အဲ့တော့ဂျန်နာဘာလို့လဲဂျန်နာ dv ဖြစ်သွားတယ်နော်ဂျန်နာ dv ဖြစ်သွားအဲ့တော့ dv equals to အာ dx ပေါ့နော်ဂျန်နာဆိုတော့ဒီမှာ dx ပဲဂျန်တော့တာပေါ့အဲ့တော့ u ကိုဆိုတော့ဘာလို့ရမလဲဆိုတော့ differentiate လောက်အောင် du over dx ဆိုရင် ln x ကို differentiate လောက်လိုက်1 over x ဒီကောင်ကဒီဘက် x ဒီဘက်လာမြောက်တာပေါ့နော်ဟုတ်သူ့ကို integrate လောက်လိုက်မယ်ဆိုရင်တော့သူ x ပဲကြာမှာပေါ့နော်နှစ်ဖက်လုံးကိုသူကဒီလို integrate လောက်လိုက်တာက concept ကတော့ဒါကိုပြောတာနော်နှစ်ဖက်လုံး integrate လောက်လိုက်တဲ့ခါကျတော့ v equals x ပဲကြာနေနော်ဟုတ်ပြီဒီနေရာမှာဆိုရ constant မထည့်ဘူးလားတော့ integrate လို့အဲ့ဒါမထည့်ဘူးဆရာတို့နောက်ဆုံးမှထည့်မယ်နောက်ဆုံးမှ constant ကအရှိမထည့်เสียရှိရဲ့ ထဲစီရရှိလို့ထဲခဲရမယ် concept นี่အားလုံးပေါင်းပြီး concept တစ်လုံးနဲ့ဆရာတို့ကိုစားပြပြီးဖော်ပြလိုက်မယ်နော်ဒါဟုတ်ပြီအဲ့တော့ဆရာတို့က formula အရာသူ့ကိုဆရာတို့ဘယ်လိုရေးမလဲဆိုတော့နော် formula ရ integral နော် ln x dx equals uv ဒီနှစ်ခုတွဲရေးမယ် uv u နဲ့ v နဲ့တွဲရေးမယ်ဆိုတော့ x ln x ပေါ့ x ln x minus integral v du အဲဒီနှစ်ခုဒီလိုပြန်တွဲရေး VDU ဆိုတော့ဇေရော V နေရာမှာ X DU နေရာမှာ times 1 over X DX ပေါ့ဟုတ်ပြီ equals X ln x ဒီက x x နဲ့လို့ခြေလိုက်တယ်အဲ့တော့ dx ကို integrate လို့ဘာကျန်တော့ဆိုတော့ x ပဲကျန်တော့ပေါ့ plus arbitrary constancy ပြီးပြီးဒါပဲ နော်ဒါ integration ဒီ lnx ကို integration လုပ်လို့ရှင်ဒီပြ x lnx minus x plus arbitrary constant c ရတယ်ဆိုတော့ဒါဟိုဇေရောက formula တစ်ခုအနေနဲ့နော်တခြားပုံစံတွေမှာ direct တမ်းပြီးတော့ယူသုံးမယ်ဆိုရင်လည်းသုံးလို့ရတယ်သူက integrate လုပ် step by step integrate လုပ်တာတော့ဒီပုံစံနဲ့လုပ်တယ် okay ဆရာနောက်တစ်ပုဒ်ဆရာတွေ့ကြည့်အောင်နောက်တစ်ပုဒ်ကကြတော့နည်းနည်းလေး inverse trigonometric functions ပါလာတယ်အဲ့ဒီ inverse trigonometric function ကဆရာတို့သူက integrate လုပ်တယ်ဆိုတာကတော့အဲဖက်ဆာစာအုပ်ထဲမှာ တိုက်ရိုက်ဆရာမတွေ့တာဘူးဒါပေမဲ့မေးမယ်ဆိုရင်မေးလို့ရလားဆိုတော့လေเนาะကြည့်ကြအောင်အဲ့ဆိုရင်နံပါတ်2လေးဆက်ကြည့်ကြည့်မယ်เนาะ integral เนาะ x เนาะအ tangent inverse of x dx နဲ့ဒါမျိုးရှိမယ်ဆိုတော့အဲ့ဒီကောင်ကိုဆရာတို့ integrate လုပ်မယ်ဆိုရင်ခုနကဆရာပြောခဲ့သလိုပေါ့ u equals เนาะ let u equals u u ကိုဆရာကဘယ်သူကိုဦးစားပေးထားမှာလဲဆိုတော့เนาะ i late or line 8 I late or lie 8ပြောချင်တာပါလဲဆို logarithmic function the whole inverse trigonometric functions တွေကိုယူလို့ထားတာကတော့ဥစားပေးပြီးယူလို့ထားရမယ်ဆိုတော့ u equals ဒါဆီကလွယ်အောင်လို့အုပ်စုသုံးခွဲပြီးရဆီပြတာတယ် functions အမျိုးအစားတွေကတော့အများကြီးပေါ့လေဒါပေမဲ့ဆီက d level d အတန်းမှာဒီလိုလေးလေးလိုက်ပို့လွယ်မယ်လို့ဆီကမြင်တယ်အဲကြောင့်ဒါကိုဆီကပြပြတာ u equals not tan inverse of x ဆိုပြီးဆီကထားလိုက်မယ်အဲ့တော့ dv equals เนาะဘယ်သူကြံနေလဲဆိုတော့ x dx ကြံနေတာပေါ့ x dx ဆိုပြီးဆရာဒီလိုထားလိုက်မယ် okay ကောင်းပြီအဲ့တော့ tan u equal tangent inverse inverse of x ဆိုတဲ့ကောင်းကိုဆရာတို့ differentiate လုပ်မယ် differentiate လုပ်မယ်ဆိုတော့ဆရာတို့ဒီကောင်းကိုလူလယ်နည်းနည်းလေးကြာကြည့်အောင် tangent inverse ကိုဒီဘက်ကိုရွှေ့လိုက်လို့ရှိရင် tangent u equal to x ဖြစ်သွားတာပေါ့အဲ့တော့ဆရာတို့သူ့ကိုเนาะအဲ triangle စောက်ကြည့်အောင်เนาะ right angle triangle စောက်ကြည့်လိုက်မယ်ဆိုရင် tangent u ဆိုတော့ဆရာတို့ဒီကောင် u လို့ထားလိုက် opposite ကိုဘာနဲ့စာမလဲဆိုတော့အခြေဆန်းနဲ့စာတယ်ဒီအောက်မှာ1ရှိတာဟုတ်ဟုတ်ပြီအဲ့တော့သူ့ရဲ့နော် hypotenuse ကဘလောက်ဖြစ်သွားလဲဆိုတော့1 square က1 x square ပေါ့နော် right အဲ့ဒီလိုဖြစ်သွားတယ်အဲ့တော့ tangent u ကိုဆရာတို့ differentiate လုပ်မယ်ဟုတ်ပြီအဲ့ differentiate လုပ်မယ်ဆိုတော့ tangent u ကို differentiate လို့ secant square u ရတယ် secant square u ပြီး u ကိုပြန်ရှိတ်တော့ du over dx equal x ကိုရှိရင်တော့1ထွက်သွားတာပေါ့အဲ့ဒီမှာ0က du over dx equals 1 over secant square u အဲ့ဒီလိုဖြစ်မယ်ကောင်းပြီအဲ့တော့1 over secant square u ဆို secant secant u ရဲ့ value ကိုဆရာတို့လိုချင်တယ်เนาะဆိုတော့တောင်မှန်ကန်အနားကိုเนาะ hypotenuse ကို adjacent เนาะ1နဲ့စားတာဒီ secant u အဲ့တော့ square root of 1 + a square over 1 over 1ကသူ့ကိုထက်စဉ်းစားကြမလို့ဆိုတော့ square က1.8 square အဲ့ဒါကိုမှ secret square လို့ပြောတာအတွက် square တင်လိုက်1.8 square ပဲကြာမယ် equals 1 over 1 x square ဆိုပြီးကြားလို့ရတယ်အဲ့တော့သူ့ကို du ကိုလိုချင်နေဆိုရင်တော့ equals du equals 1 over 1 x square dx okay ဒါတပိုင်းပေါ့ဒါတပိုင်းပေါ့နော်ဒါ differentiate လောက်ရမယ်ဆိုဆယ်ရှိတ်ပြီးသွားပြီဟုတ်ပြီဒီဘက်ကတော့ဆယ်ဘာလို့မှလဲဆိုတော့ integrate လောက်မှာ uh, v equal to the integrate of uh, x square ပေါ့ the a ရတဲ့ power အသစ်နဲ့ဆရာစားမယ်ဆိုတော့ဒီက half ဖြစ်သွားမယ် okay အဲ့တော့ the formula မှာတော့ဘာရေးမလဲဆိုတော့ u နဲ့ v နဲ့တွဲရေးရမယ်ဟုတ်ပြီအဲ့တော့ u နဲ့ v နဲ့ဆရာတွဲရေးမယ် formula ရနော်ဒီနားလေးမှာကတ်ရေးမယ်ဟုတ် formula ရနော် uv minus နော် equals uv u ကဘာတူလဲပေါ့နော် u က tangent inverse of x v ကဒီကောင် ဲ့တော့ဒီကောင်ဆရာအရှိမရေးလား half x square uh tangent inverse of x minus integral vdu vdu ဆိုဆရာတော့ vr ဒီကောင်เนาะ sorry du du ဒီကောင်အောက်ဆုံးပါเนาะအောက်ဆုံးပါ v ရဲ့ du ရဲ့အဲဒီနှစ်ခုကိုဆရာတွဲရေးရမှာ du ကအောက်ဆုံးမှာရောက်နေတာ half x square နဲ့เนาะအဲဒီနားလေးမှာဆရာပါရေးမယ်ဆိုတော့ half x square နဲ့เนาะ times 1 over 1 plus a square dx เนาะအဲ့ဒါကဆရာတို့ဒီလို integral sign နဲ့ဒီလိုလာမယ်เนาะ1 over 1 plus x square dx เนาะဟုတ်ပြီဆရာတို့ရဲ့ဒီနေရာကိုဆရာတို့ဆက်ပြီးတော့တွက်ကြည့်အောင် equals half x square uh, tangent inverse of x minus 1 over 2ကိုဆရာရှေ့ထုတ်လိုက်မယ်အဲ့တော့ဆရာကဘာရမလဲဆိုတော့ i square over 1 plus x square ဒီ x ဆိုရမယ်အဒီကောင်ကို integrate လုပ်တာကတန်းလို့လို့အဆင်မပြေဘူးเนาะ u substitution လဲဆရာတို့ကမရဘူးဒီကောင်ကအဲ့တော့သူ့ကိုဆရာကပြီးယူမယ်တိဆောက်ယူမယ်ဆရာဘယ်လိုသိလဲဆိုရင်ဆရာရှာဖွေခဲ့လို့အတွေ့အကြုံရဆရာသိတယ်အဲ့တော့ကြီးစုသူအနေနဲ့ရှာဖွေတယ်ဆိုတဲ့အတွေ့အကြုံကိုဖြတ်သန်းဖို့ပု္ပ္ပာများများတွတ်ပါလို့ဆရာအကြံဉာဏ်ပြုတ်ခြင်းတယ်ပု္ပ္ပာကိုစုံစုံလင်းလင်းတွတ်ပါအဲ့အတွက်ဆရာတို့ Trinity Math ကရေးထားတဲ့စာအုပ်တွေမှာ ဲ့လိုလေ့ကျင့်လို့ရအောင်ပုံစံကွဲနေပုံစံစုံနေအများကြီးဆရာတို့ထည့်ပေးထားတာပါ Okay half x square uh tangent inverse of x minus 1 over 2အဲ့တော့ integral သူ့ကိုပြင်ယူမယ်ဆိုတော့ဆရာ x square 1 1ဆိုပြီးဒီလိုကောက်ထည့်လိုက်မယ်။နော်အဲ့အောက်က1 8 square ကဆရာ8 square 1လို့ဒီလိုလေးရေးလိုက်မယ် dx ပေါ့နော် equals to equal to half 8 square tangent inverse of x minus half times သူကဒီလိုလေးသူကနှစ်ခု separate ခွဲယူလိုက်မှာ a square plus 1 over a square plus 1ကတခု minus 1 over a square plus 1 dx ကတခုအဲ့လိုခွဲယူလိုက်လို့ရတယ်အဲ့ဒါဆိုဒီကောင်က1ဖြစ်သွားပြီ equal to half a square times tangent inverse of x minus half အဒီနေရာမှာဆရာတော့ဒီဒီကောင်က1ပဲရှိနေတယ် သူ့ကို integrate လုပ်တယ်ဆိုရင်เนาะဒီတစ်ခုလုံးပေါ့เนาะသူ့ကို integrate လုပ်တယ်ဆိုရင်ဆရာတော့ x ရမယ် minus ဟုတ်ပြီဒီအနောက်ကောင် integrate လုပ်တဲ့အဖြေအဲ့ဒီအဖြေကเนาะចောင်းသားတွေအနေနဲ့ဒါကိုပြန်ပြီးတော့เนาะအောက်မိဖို့လိုတယ်အောက်မိဘွေရာတစ်ခုပေါ့ဥပမာဆရာဒါကိုဘာကြောင့်ပြောလဲဆိုတော့ tan tan inverse ပေါ့เนาะဒီ tan inverse ကိုဆရာတို့က differentiate လုပ်လိုက်တာ ဒီ tangent inverse ကို differentiate လုပ်လိုက်တဲ့အဖြေက1 over 1 plus x square ရတယ်ဆိုရင်1 over i 1 plus x square integrate လုပ်လိုက်ရင် tangent inverse of x square ရတယ်။နော်ဒါဒါလေးက very basically နော်အရှင်းရ video မှာဆရာတို့ပြောခဲ့တယ်။ဆိုတော့အဲ့တော့ဆရာတို့ကသူ့ကို tangent inverse of x သူ့ integrate ပြန်လုပ်တာဟုတ်เนาะ tangent inverse of x ဆိုပြီးဆရာဒီလိုပြန်ရမယ်အဲ့တော့ integration လုပ်တဲ့ step တွေအကိုကိုဝါတာဖြစ်တဲ့အတွက်နောက်ဆုံးမှာ arbitrary constant ထည့်ဖို့တန်းထည့်ဖို့မမေ့နဲ့ပေါ့เนาะ integration လုပ်เสียရရှိတာအကုန်ကုန်ဝိုင်းနောက်ဆုံးမှာ constant တော့ဆရာတန်းထည့်ရမယ်အဲ့ဒါကိုနောက်ဆုံး final answer နဲ့ရေးမယ်ဆိုရင်တော့ half x square เนาะပြီးွားရင်ဆရာတို့ tangent inverse of x minus half x plus 1 over 2 uh, tangent inverse of x plus c ဒါမျိုးရမယ်ဒါမျိုးရမယ်နော်ဆိုတော့ဒါနောက်ဆုံး final answer ပေါ့ဆရာရဲ့တူးတဲ့အမြင်ကတော့ uh, grade 12မှာမေးမယ်ဆိုရင်ပေါင်ကြော်တယ်လို့ဆရာမမြင်ဘူးမေးမယ်ဆိုရင်မေးလို့ရတယ်တလားမေးမယ်ဆိုမေးလေဒါပေမဲ့ကျောင်းသားအတွက်လှုပ်ချက်များတယ်ငါးမှတ်ထဲတော့ပိုးတန်နေလို့ဆရာမြင်တယ်။နော်ဒါလေးကိုဆရာပြောချင်တာပါ။အကိငါးမှတ်တန်လို့ပါတော့အဲ့လိုမျိုးဘောင်းပိတ်မိကုန်းပုံစံမဟုတ်တော့ဘဲနဲ့ နော်အဲ့တော့ခုနမှတ်ဖြစ်ဖြစ်ရှစ်မှတ်ဖြစ်နော်မိကွန်းထုတ်တဲ့သူကစိတ်ကြိုက်ထုတ်လို့ရတဲ့အခြေအနေမှာဆိုလို့ရှိရင်တော့ဒါမျိုးပုံစံလေးတွေမေးမယ်ဆိုရင်မေးလို့လှတယ်ဒါပေါင်ကျော်သွားတာလေတခုမှမရှိဘူးပေါ့နော်နည်းနည်းလေးလူလေကြရတဲ့အဆင့်လေးတွေရှိတယ်အမှတိုင်း invest ကိုရှိတော့မယ်ဆိုလို့ရှိရင်ဒီလိုမျိုးပြောင်းလိုက်တဲ့အဆင့်ပြီးတော့နောက်တစ်ခုကသူ့ကိုဒီ integration by ports ရအစားထိုးလို့အဆင်ပြေလာပြီးမှဒီ step ရောက်တော့မှသူ့ကိုเนาะအ ကိုလိုချင်တဲ့အခြေအနေလောက်တာကိုင်တာရှိတဲ့ integration လောက်တာကိုင်တာရှိတဲ့အခြေအနေတခုကိုပြေးယူတာအဲ့ဒီပြင်ယူတာပညာပဲနော်ပညာပဲအဲ့ဒီပညာတွေရအောင်လို့ဆရာတော့အတွေ့အကြုံများများရှာရတယ်နော် okay ဟုတ်ပြီအဲ့တော့ဆရာတို့ကနောက်ထပ်တခုကိုဆရာတို့ဆက်သွားကြည့်အောင်နော်နောက်ထပ်အမျိုးအစားကဘာလဲဆိုတော့ polynomial times ed type လို့ဆရာရေးထားတယ် polynomial ဆိုခုနကမြင်တဲ့အတိုင်း x2 တို့ x+3 တို့ဒါ polynomial ပဲပေါ့အနောက်ကဘာတွေပါလဲဆို exponential function ပါခြင်းပါမပါခြင်း trigonometric function ပါလာလိမ့်မယ်ဒီလိုအမျိုးအစားတစ်ခုအနေနဲ့ဆရာခွဲပြီးတော့ဆရာအဲလေ့လာပြမယ်နော်ဟုတ်အဲ့တော့ဆရာမေးကြရဆရာကြီးအာဆရာအမျိုးအစားကြီးခွဲထားတာအဲ့ဒါဘယ် function လဲအဲ့လိုတော့မဟုတ်ဘူးနော်ဒါဆရာဒီ level မှာဒီ grade 12 level မှာဒီ function ကို integration by parts တုံးတဲ့နေရာမှာဒါမျိုးအတွေ့အများလို့ဒါမျိုးခွဲပြထားတာပဲရှိတယ်โอเคအဲ့တော့ဆရာတို့ကဒါလေးကိုเนาะ အာ digital whiteboard လေးပေါ့ဆရာတည်ပြီးဆရာတွေ့ကြည့်တာပေါ့ဟုတ်ပြီ the polynomial times the et type တဲ့ကောင်းပြီအဲ့တော့ဆရာတို့ကနော် number 1လေးကိုဆရာအရင်ဆုံးစပြီးတော့ဆရာတို့နော်တွေ့ကြည့်မယ် number 1အဲ့တော့ polynomial times et type ဆိုတဲ့နေရာမှာနော်အဲသူကလေအဲ့ဒီ integration ကို तू ကတုံစင်အောင် လုပ်ရတာပေါ့နော်ထက်ထက်ခါထက်ခါသူ့ကို apply လုပ်ရတာရှိတယ်အဲ့တော့ဆရာတို့ကနော် polynomial ရဲ့ ် ET time ဆိုတော့ဆရာဆက်စားခြင်းပြောခဲ့ edge break ကိုဦးစားပေးရတော့မှာပေါ့နော် edge break နော်ဆိုတော့ဟို i late တော့မဟုတ် line 8မှာနော်သူက edge break ကဆရာယူထားမယ်ယူဦးစားပေးပြီးထားမယ်အဲ့တော့ let နော်ဆရာဒီဒီကောင်တက်မယ်နော် u equal ဆရာ x square ထားလိုက်ပြီးတော့ dv ကိုတော့ equals e power 4x dx ဆိုပြီးဆရာဒီလိုထားလိုက်မယ်အဲ့တော့0 du equals 2x dx ပေါ့ right အဲ့တော့ v equal သူ integrate လုပ်လိုက် e power for x เนาะ for နဲ့ဆရာဒီကောင်ပြန်စားပေးရမှာဟုတ်เนาะ okay အဲ့တော့ဆရာဒီတစ်ခုကိုဆရာရသွားပြီရသွားတော့သူ့ကို formula အရဘာထည့်ရမလဲဆိုတော့ uv နော်ဆရာဒါလေးဒါလေးပြန်ရေးလိုက်မယ် x square e to the power 4x dx ကိုဆရာ integrate လုပ်တော့ uv uv ဆရာဒီလိုအတွဲကိုပြောတာအဲ့တော့1 over 4 x square e to the power 4x ပေါ့ now uv minus integrate v d u v d ဆိုလို့ပြန်တွဲပေးမှာပေါ့နော်အဲ့တော့1 over 4ဒါ v multiply by 2x ရထည့်မယ်ပြီးွားရင် e to the power 4x ပေါ့အဲအကုန်လုံးဇာတ်မြောက်ပြီးဇာတ်ရေးပေးတာပေါ့ dx ပေါ့အဲဟုတ်ပြီအဲ့တော့သူက2နဲ့လီလေးဆိုဒီကောင်ကဒီလိုခြေလာ equal to 1 over 4 s square e to the power 4x minus 1 over 2ဆိုရရှေ့ထုတ်တာ integral x e to the power 4x dx အဲ့မှာကျန်နေတယ်တွေ့လားကျန်နေတယ်ဆိုတာ polynomial နဲ့နော် algebraic ပေါ့နော် algebraic function နဲ့ exponential function နောက်ထပ်တစ်ခါတစ်ချိန်ထပ်ကျန်နေတယ်အဲတစ်ချိန်ထပ်ကျန်တော့စကားတစ်ချိန်ထပ်ပြီးတော့ရိတ်တာပေါ့ နော်ဆိုတော့အဲ့တော့ဆရာတို့ကဒီနေရာမှာနော်တခါ let ဆိုပြီးတော့ဆရာယူအဲ့မှာဆရာတို့အပေါ်မှာလည်းယူထားအောက်မှာလည်းယူထားယူ1ယူတဲ့ခွဲထားဆရာတချို့စာတွေမှာခွဲထားတချို့စာတွေမှာဒီတိုင်းပဲဆရာတို့ထားအဓိကဒီ you တွေဆိုတာကဆရာတို့လိုအပ်လာလို့ခဏယူသုံးတဲ့ကိစ္စတွေနော်အေးဒီ integration by parts formula မှာလိုအပ်လာလို့ခဏယူသုံးတဲ့ကောင်းလေးနော်အဲ့ဒါက integration by parts ကိုအဆင်ပြေအောင် integrate လုပ်နေတဲ့เนาะဒီဒီဟာကိုကျွန်းကျွန်းချင်း integrate လုပ်နေတဲ့သူအတွက်ဒါကပြောစရာမလို့ conventionally เนาะအစင်လာရတာသိပြီးသားဖြစ်ရမယ်လို့ဆရာကတော့နားလဲတယ်เนาะဆရာတို့ international အမှတ်ပေး seminar မှာလည်းဒါမျိုးကိုအမှတ်လျှော့လိုက်တာမျိုးဆရာတို့မရှိဘူးเนาะဆိုတော့ okay အဲ့တော့ u equal to x ပေါ့เนาะ dv equal to e to the power 4x dx ပေါ့เนาะဒီကောင်ကဒီတိုင်းပဲလာတယ်အဲ့တော့ du equal to ဆိုရင်ဆရာတို့ dx သူ့ကိုရှေ့လိုက်တာ v equal to ဆိုရင်သူ့ကိုရိတ်လိုက်မယ် e power 4x ဒီက1 over 4ဟုတ်ပြီအခုဇေရိုလောက်တာဘယ်သူအတွက်လဲဆိုတော့ဒီအတွက်ပေါ့နော်ဒီဒီဒီအပိုင်းလေးအတွက်အဲ့တော့ဇေရိုက integral x e to the power 4x dx okay equals uv ဆိုတော့ဇေရိုက1 over 4x e to the power 4x minus integral v du 1 over 4 e to the power 4x du ကကြတော့ dx ဒီမှာတန်းထည့်လို့ရပါပြီဟုတ်ပြီအဲ့တော့ equals 1 over 4 x e to the power 4x minus အဲ့ e power 4ဆို inner e power 4x ပဲပေါ့ right အဲ4နဲ့ပြန်စားတော့အရှိက1 over 4နဲ့ဆိုတော့1 over 16ဖြစ်သွားတယ်အဲ့ဒါဆရာတို့ကဒီအပိုင်းလေးကိုဆရာတို့ integrate လုပ်တာเนาะဒီအပိုင်းလေးကို integrate အဲ့တော့ ဆရာတို့ integrate လုပ်တဲ့เนาะတကယ်အဓိကအရေးကြီးရဲ့အပိုင်းက a square e to the power 4x dx ကြီးเนาะအဲ့ဒါကိုဆရာတို့ကတကယ်တော့เนาะ tabular method နဲ့တွက်ရင်လည်းဆရာတို့ကရတာပေါ့လေဒါကတော့ဆရာနောက်မှပြောမယ်เนาะဆိုတော့ဒါကတော့မြန်တာပေါ့ဒါကတော့ integration by parts ကိုမေးလာရင်ဒါမျိုးမှတွက်မယ်ဒါမျိုးမှအမှတ်ပေးမယ်ဆိုရင်တော့ဆရာတို့ဒါမျိုးပဲတွက်ပါเนาะအဲ့တော့ဆရာတို့က a square e to the power dx ဆိုရင်ဆရာတို့က အခုဒီမှာဆရာတို့ရလာတဲ့အခုဒီကောင်အင်ဒီလို့လာတဲ့အပိုင်းကို negative half နဲ့မျှောက်ရမယ့်အပိုင်းရှိတယ်เนาะအဲ့ဒါတော့နောက်ဆုံး final answer ရေးတာပေါ့เนาะ therefore integral a square e to the power 4x dx ပေါ့ equals အဲ့တော့ဒါတော့ဘာရေးမလဲဆိုတော့1 over 4a square e to the power 4x 1 over 4a square e to the power 4x minus 1 over 2အဲ minus 1 over 2အခုဆရာဒီမှာ bugs လုတ်ထားတဲ့နေရာဘောင်ခတ်ထားတဲ့ကောင်ရဲ့အဖြေကဒါအဲ့ဒါဆိုတော့ဆရာဒီမှာဒါကို bracket သုံးလိုက်မယ်သုံးပြီးတော့1 over 4 x e to the power 4x minus 1 over 16 e to the power forex အဲ့တော့ integration လောက်တာအကုန်ကုန်ဆင်သွားတဲ့အပိုင်းဖြစ်တဲ့အတွက် arbitrary constant ကိုဆရာတို့နောက်ဆုံးမှာဆရာတို့ဒီလိုထည့်ပေးမယ်ပြီးတော့ဆရာတို့ simplify လုပ်မယ် equals 1 over 4x square e to the power 4x minus 1 over 8x e to the power 4x minus 1 over 32 sorry plus 1 over 32နော်အ e to the power 4x plus arbitrary constant that's it ဒါလေးပဲ you